အာဏာသိမ်းစစ်ကောင်မရှင်ကနမယ်ဆိုးနဲ့ကြော်ကြားနေတဲ့ online ဝင်နေလုပ်ငန်းကြားဖြန့်ကွန်ရက် KK ဘတ်ကိစ္စနဲ့ပတ်သက်လို့၎င်းတို့နဲ့အဓိကသက်ဆိုင်တဲ့လောက်ခံကရင်နယ်ကြားဆောင်တက် BGF တို့ပါဝင်မှုကိုဖုံးကွယ်ဖို့ကြိုးပမ်းနေတာကို၎င်းတို့ထုတ်ပြန်ထားတဲ့သတင်းတွေအရသိရှိရပါတယ်။စစ်ကောင်မရှင်ဟာ KK ဘတ်ကိုရောင်ပြဝင်စည်းနှင်းကကရင်မျိုးသားစည်းရုံး KNU ကိုပြစ်တင်ဆွဆွဲမှုတွေပြုလုပ်လာပါတယ်။ကရင်ပြည်နယ်မြောင်းရီမြို့တောင်ဘက်မဲထော်တလေးရွာနီးရှိ KK ဘတ်ကြားဖြန့်ယုံတွေမှာ KNU ခေါင်းဆောင်တွေပါဝင်ပတ်သက်ပြီးငွေကြေးရယူလုပ်ကင်နေတယ်လို့စစ်ကောင်မရှင်ကဆွဆွဲပြောဆိုကအော်တိုဘာလ22ရက်နေ့ထုတ်၎င်းတို့ရဲ့ဝါရဖြန့်သတင်းစာတွေမှာလည်းထည့်သွင်းဖော်ပြခဲ့ပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီး KNU ပြောခွင့်ရဖတိုစော်တော်နီက KK ဘတ်ပါဝင်ငွေလိမ်ဒူးစရိုက်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးစကမစစ်ကောင်မရှင်ဘက်ကမတရားရိုးစွန်းလာတဲ့အပေါ်မှာပြန်ပြီးတုံ့ပြန်ဖို့အစီအစဉ်ရှိပါတယ်။ လောလောဆယ်တော့ဘာမှပြောစရာမရှိသေးပါဘူးလို့ ARD Times ကိုပြောပါရယ်အခုလိုဆွဆွဲမှုတွေဟာစစ်ကောင်မရှင်အနေနဲ့လေကိတ်ကော်မျိုးတစ်ကိုခုရက်ပိုင်းပြန်လည်သိမ်းပိုင်ရာက KK ဘက်ကိုပါဝင်စည်းနိုင်တယ်လို့သတင်းထုတ်ပြန်ပြောဆိုလာတာဖြစ်ပြီးအော်တိုဘလ20ရက်နေ့မှာလည်းအဲ့ဒီနေရာကိုထပ်မံဝင်စည်းမယ်ဆိုပြီးအလို့သမားတွေထိုင်းဘက်ခြမ်းပါဝင်နီးစပ်ရာကို တင်းရှောင်နေရတယ်လို့သိရပါရယ် ၎င်းတို့ကို BGF တပ်ဖွဲ့ကနေအသုံးမဝင်တော့လို့ထွက်ခွင့်ပေးလိုက်ကအောက်တိုဘာ20ရက်နေ့ညပိုင်းထိစစ်ကော်မရှင်ကဝင်ရောက်စီးနှင်းတာမရှိကြောင်း၄ကိတ်ကော်ဒေတာကန်တူက ARD Times ကိုဖြေကြားထားပါတယ်။စကမစစ်ကော်မရှင်ကဝင်စီးမယ်လို့သတင်းလွှင့်နေ။အဲဒီမှာအကုန်ပြင်ထွက်မယ်ဖြစ်တော့အစာပိုင်းပေါက်တွေဖွင့်မပေးဘူး။နောက်ပိုင်းသူတို့မလို့ခြင်းတဲ့နိုင်ငံသားတွေရဲ့ဝန်ထမ်းတွေကို ထွက်ခွင့်ပေးလိုက်တယ်။ထွက်တာပြေးကြတာဘသူဝင်ဖမ်းလို့လဲ။ လက်ရှိအေးဆေးပါပဲလို့ဒေသခံကပြောပါတယ်။အလားတူပြီးခဲ့တဲ့ရက်ပိုင်းကဝင်စည်းပြမှုဟာလည်းအယောင်ပြဖြစ်ပြီး၎င်းတို့မလို့ကျင်းတဲ့နိုင်ငံသားတွေဝန်ထမ်းတွေကသာထုတ်ဖော်ဖန်ဆီးနေခြင်းဖြစ်က KK ဖက်ချက်ရွှေကုတ်ကိုရှိကြားဖြန့်လုပ်ငန်းမှာစစ်ကောင်မရှင်နဲ့ BGF အတွက်အဓိကအရေးပါနေတယ်လို့ဒေသခံတွေစီကသိရှိရပါတယ်။ အလားတူစစ်ကောင်မရှင်ပါဝင်၎င်းတို့နဲ့ဂျိုစီဘွားပတ်သက်ဆက်နွယ်သူတွေကိုစောင့်ကြည့်ဖော်ထုတ်နေတဲ့နိုင်ငံတကာအဖွဲ့ဖြစ်တဲ့ Justice for Myanmar JFM ကလည်းအဲ့လိုဝင်စည်းနှင်းမှုဟာအယောင်ပြဖြစ်တယ်လို့အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအချိန်ကန့်လုပ်ပြခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။နိုင်ငံဖြတ်ကျော်ရာဆွေးမှုတွေနဲ့လူကုန်ကူးမှုတွေမှာပါဝင်နေတဲ့စစ်ကောင်မရှင်နဲ့နောက်ခံ BGF တပ်တို့ရဲ့အာယုံပြောင်းလှည့်စားဖို့ဂျိုပန်းမှုတရဖြစ်ပုံရပြီး KK ဘက်ပောင်းဝင်အဆိုပါကွန်ရက်ဟာ၎င်းတို့အတွက်ငွေကြေးတွေရှာဖွေပေးနေတယ်လို့ JFM ကဆိုပါတယ်